အဲဒီနေ့လောက်တာကတော့ဒီဒီ MNE Future ပြောရမ်းပြောတော့ပေါ့နော်ပြောရမ်းပြိုင်ပွဲလေးရဲ့ sponsor နဲ့လက်မှတ်ရေးထိုးတဲ့ခန္ဓာရဲ့နောက်ပွဲစဉ်တွေမဲလိုက်တဲ့အခမ်းအနားမျိုးဖြစ်ပါတယ်။ဟိုအထောက်အပံ့ပြုနိုင်မှုအတွက်လူငယ်တွေမွေးထုတ်တဲ့သဘောပါပဲ။အဲဒီအဲဒီပြောရမ်းကလေးတွေကနေပြီးတော့တစ်စင့်ပေါ့နော်။ဒီပြန်လဲအစဆုံးကလည်းနှစ်လနီးပါးလောက်ကြာပြီ။အဲနှစ်လနီးပါးလောက်ကြာတဲ့နေရာမှာလည်းဒီပြန်ပွဲကိုလူရေးချက်ရေးဖွဲ့ကိုလည်းဦးကြည်တော့ဖွဲ့ထားတယ်။ဖွဲ့ထားပြီးတော့ဟိုခြေစွမ်းရှိတဲ့လူ လာလာရှိတဲ့ကလေးတွေကိုဦးကြီးတို့ကမွေးထုတ်တကယ်ဟိုစီနဲ့ကန်းနဲ့ပေါ့နော်အာသာစိတ်တဲ့အပြည့်နဲ့ကန်ကြပါတကယ်ဟိုမဖော်မန့်ကောင်းတဲ့ကလေးတွေကိုဥရောကော်မတီနေနဲ့ပြစ်မထားပါဘူးဆက်ငွေထုတ်သွားပါမယ်အဲ့တော့နောက်ဆုံးညော်မှန်းချင်တာတော့ဟိုနိုင်ငံလေးလေးအထိဟိုညော်မှန်းပြီးတော့စီကန်နေကြနဲ့ဆော့ကြပါလို့မှာကြပါလေအဲကျွန်တော်နာမည်ကတော့ ဥကြည်မင်းသိန်းဖြစ်ပါတယ်ညွန်နိုင်ငံဘောလုံးပွဲချုပ်ကဟိုဖူဆယ်နဲ့တဲတော်မင်းသားတော်မှာဖူဆယ်လီကော်မတီဥထတာတာဝန်ယူထားပါတယ်ခင်ဗျအဲဒီနေ့လောက်တာကတော့ဒီဒီ MNE ဖူဆယ်ဟိုပြောရမ်းပြောတော့ပေါ့နော်ပြောရမ်းပြိုင်ပွဲလေးရဲ့စပွန်ဆာနဲ့လက်မှတ်ရေးထိုးတဲ့ခန္ဓာရဲ့နောက်ပွဲစဉ်တွေမဲလိုက်တဲ့အခမ်းအနားမျိုးဖြစ်ပါတယ်ဟို professional ကစားမှုတဲ့လူတွေတော့ဝင်ဝင်ကစားလို့မရဘူး register လို့လုပ်ခွင့်မရှိဘူးပေါ့နော်တကယ်ဟိုဟိုအပြော်တန်း ခုကလူငယ်တွေပဲဟိုဝေကလာခိုင်းမှာပါဘာလို့လဲဆိုတော့ဒီလူငယ်တွေနဲ့ကနေပြီးတော့နောက်ပိုင်းခုနဟို speech ပေးသားတော့လို့ပေါ့နော်ဟိုတင်းကြီးတွေတင်းကြီးတဆင်းချင်းတက်လာပါပေါ့တက်လာပြီးတော့နောက်ဆုံးလဲစင်းလဲစင်းတင်းဟိုပါပေါ့ဟိုအထောက်အပံ့ပြုနိုင်မှုအတွက်လူငယ်တွေမွေးထုတ်တဲ့သဘောပါပဲဒီအမကြာကတ်ကတော့ဦးကြီးတို့လုပ်နေတာဟိုဟို၃နှစ်လောက်ရှိပြီ၃နှစ်လောက်ရှိပြီပြီးလို့ရှိရင်တနည်းကိုပွဲ ့ဟိုဖူဇယ်ကောင်းနီးနေနေပေါ့နော်ဒီနေ့ကိုဟိုဒီအမေဂျာကန်ရှိမယ်ပြီးချန်ပီယံရှစ်ရှိမယ်ပြီးလီတူလီဝါရှိမယ်နောက်မေကလီလီပြိုင်ပွဲလည်းလုပ်မယ်ဆိုတော့ဟိုပွဲစဉ်အနည်းဆုံး၅ပွဲလောက်တင်ဆက်ကျင်းပနေပါတယ်အဲ့ဒီအဲ့ဒီအပျော်တန်းကလေးတွေကနေပြီးတော့တဆင့်ပေါ့နော်ဒီပြန်လဲအစားဆုံးကလည်းနှစ်လနီးပါးလောက်ကြာပြီ။အဲနှစ်လနီးပါးလောက်ကြာတဲ့နေရာမှာလည်းဒီပြန်ပွဲကိုလူရေးချက်ရေးဖွဲ့ကိုလည်းဦးကြည်တော့ဖွဲ့ထားတယ်။ဖွဲ့ထားပြီးတော့ဟိုခြေစွမ်းရှိတဲ့လူ လာလာရှိတဲ့ကလေးတွေကိုဦးကြီးတို့ကမွေးထုတ်မယ်မွေးထုတ်ပြီးတော့တဆင့်ချင်းပေါ့သူအပြော်လာနေပြီးတော့နောက်ပိုင်းခုနပြောသလို U16 တက်ပြိုင်မလား U19 တက်ပြိုင်မလားဒါမွေချန်ပီယံရှစ်ကိုပြိုင်မလားအဲစသည်ဖြင့်အဲ့တော့ကလေးတွေကလည်းအားရှိတယ်နောက်စုကြီးတွေကိုလည်းဟိုအရင်နဲ့ဟိုထက်ထက်တန်တန်ပေးတာတော့ဗောနော်အဲ့တော့ဘာပြောပြောသူတို့အပြော်လာသမားတွေဆိုပေမဲ့လည်းဟိုတကယ်ကြိုးစားလို့ performance ကောင်းလို့ရှိရင်တကယ်ဟိုရင်းရှိတကယ်ဖူးစေ သာသမာကောင်းတယောက်ဖြစ်နိုင်တယ်အဲ့ဒီရဲ့ကျက်နဲ့ဥလို့လောက်တာအရင်တော့ကတော့ဟိုရန်ကုန်မန္တလေးတောင်ကြီးပေါ့နော်အဲ့လိုမြို့ကြီးတွေလောက်ပဲကစားရတယ်ဒါပေမဲ့အခုကျတော့ဟိုဗမာတနင်္ဂနွေလုံးဖြစ်လာပြီဟိုရက်ွက်တွေကအစမြို့နယ်တွေကအစဗမာတနင်္ဂနွေလုံးမှာအဖူစက်ကစားနည်းကဟိုတော်တော်လေးပေါ်ပြလာဖြစ်လာတယ်လို့ပြောလို့ရပါတယ်အခုချိန်တော့နော်လောလောဆယ်တော့ဒီ350ဒီရန်ကုန်မြို့ကဟာပြီးပဲဖြစ်နေတယ်ပြောရမ်းနေပါတော့ ဟိုရည်ရချက်တွေကတော့ချက်သုံးချက်လောက်ရှိတာပေါ့နော်ဟိုနံပါတ်1ကတော့ဖူစဲသာသမလူငယ်တွေမျိုးသက်အစ်စ်တွေပေါ့ဘူးနော်နောက်တစ်ကနံပါတ်2ကတော့တချို့ကလေးတွေကစားတာကစားတယ်တဲ့ဖူစဲနဲ့ပတ်သက်တဲ့နီးစနစ် rules and regulation တွေပါတယ်တခြားမသိဘူးမသိတဲ့အခါကျတော့ဒီပြိုင်ပွဲဝင်ပြိုင်မှာပဲဒီဥရောကော်မတီနေနဲ့ရောနောက်ဒိုင်းလူကြီးတွေကပါဖူစဲရဲ့စီမင်းစည်းကမ်းတွေကိုသင်ပေးသွားမယ်ဆိုရင်တို့တိသွားမယ်ပြီးသွားပြီးတော့ခုနလာလာကောင်းတဲ့ကလေးကနောက်တစ်ဆင့်ဆက်ဆော့မယ် လာ U6 ကိုတက်ကန်တော့မယ်အပြော်ရမ်းနေပြီး United ကိုတက်ကန်တော့မယ်ဆိုရင်သူတို့အတွက်လည်းအချိုးရှိတယ်လို့ပြောလို့ရပါဘူးတကယ်ဟိုစီးနဲ့ကန်နဲ့ပေါ့နော်အားသာစိတ်ဓာတ်အပြည့်နဲ့ကန်ကြပါတကယ်ဟိုမဖော်မဲကောင်းတဲ့ကလေးတွေကိုဥရောကော်မတီနေနဲ့ပြစ်မထားပါဘူးဆက်ငွေထုတ်သွားပါမယ်အဲ့တော့နောက်ဆုံးညွန်မှန်းကျင်တာတော့ဟိုနိုင်ငံလေးစီအထိဟိုညွန်မှန်းပြီးတော့စီကန်နေကြနဲ့စော့ကြပါလို့မှာကြပါတယ်အဲဒီနေ့ကိုတော့အမေချာကတ်ကို ပရမသူ390ဒုတိယ390နဲ့တတိယ390လို့သတ်မှတ်ထားပါလေနောက်တစ်ခုကလည်းဒီပွဲဂျင်အတွင်းတစ်လျှောက်လုံးမှာဟိုအကောင်းဆုံးဗလာသမားစုအကောင်းဆုံးဂိုးသမားစုနဲ့ဟို fair play စုသုံးစုကိုလည်းပြီးဖို့လို့ရလာပါတယ်အခုကနံပါတ်1ကတော့ခုနပြောသလိုပေါ့ဖူဆယ်ကွင်းတွေတော်တော်များများပေါ်လာပြီအော်ဥရရဲ့ဒီအဖွဲ့ချုပ်ကပိုင်တဲ့ကွင်းဟိုလည်းဟိုတချို့ကျောင်းသားလေးတွေဗာလေးတွေလာငားပြီးတော့ကန်တာရှိတယ်ဥတို့ သေဟိုဒီအဖွဲချုပ်ကပွဲတွေအားနေရဆိုရင်တော့ပေးငားတယ်အဲ့တော့ဒီကလေးလေးနေနဲ့အရင်တော့တော့ဟိုလမ်းမေးမှာကန်တယ်အရင်တော့မျက်ခင်းပေါ်မှာကန်တယ်အဲ့ဒီမျက်ခင်းပေါ်မှာကန်တာလို့လမ်းမေးမှာကန်တာလို့ねฟูเซ่ฟลูเนี่ยတော်တော်ကောင်းရတယ်ဟိုပနတ်တော်မတူဘူးလေฟูเซ่အတွက်ပနတ်ကတီးတန့်ဝယ်ရတယ်အဲ့တော့ဒီကလေးလေးအတွက်အများကြီးအကျိုးရှိပါတယ်ဥရုဘကလည်းဟိုလိုအပ်တာအခုပတ်မှုပြပါတယ်လို့ပြောချင်ပါ